Hello မင်္ဂလာပါဗျာဒီနေ့ဗီဒီယိုမှာတော့ Clean AI နဲ့ Text to Video နဲ့ Image to Video ထုတ်တဲ့နည်းကို အသေးစိတ်ပြောပြပေးပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကျွန်တော် Channel ကို Subscribe လုပ်ပေးခဲ့ပြီးဘေးနားကခေါင်းလောင်းပုံလေးနှိပ်ထားပေးဖို့မမေ့နဲ့နော်ကလင်း AI ကို ဖွင့်လိုက်ပါမယ်။အကောင့်ဝင်ဖို့စာရင်ကိုနှိပ်လိုက်ပါ။ ဂျီမေးအကောင့်နဲ့ဝင်ဖို့ဂျီမေးကိုနှိပ်လိုက်ပါမယ်။ပြီးရင်ဒီမှာရှိတဲ့အီးမေးလ်တစ်ခုနဲ့ဝင်လိုက်မယ်။ဒါဆိုရင်ဗီဒီယိုထုတ်မှ ဖြစ်လို့ဗီဒီယို generation ကိုနှိပ်လို့ရတယ်လို့။အောက်ကအပေါင်းခလုတ်ကိုနှိပ်ပြီးဒီကနေဝင်လို့လဲရပါတယ်။တက်ထူဗီဒီယိုနဲ့အရင်လုတ်ပြပါမယ်။ ဗီဒီယိုထုတ်ဖို့ဒီမှာ Pro ရေးထည့်ရပါမယ်။ကျွန်တော်ကတော့ဒီမှာပေးထားတဲ့ Pro တွေနဲ့ပဲလုပ်ပြလိုက်ပါမယ်။ပြီးရင်ဒီနေရာမှာ Soundpad Music တွေထည့်ချင်ရင်ထည့်လို့ရပါတယ်။ပြီးရင်အောက်ဆုံးကဒီဟာကိုနှိပ်ပြီးမုတ်ရွေးလို့ရတယ်။အောက်မှာအချိန်ရွေးပေးလို့ရတယ်။ဖုန်းနဲ့မို့လို့5စက္ကန့်ပဲရပါတယ်။ပြီးရင်အောက်ကမိမိထုတ်ချင်တဲ့စိုက်ရွေးလို့ရတယ်။ အောက်ဆုံးကဗီဒီယိုဘယ်နှပုတ်ထုတ်မလဲရွေးလို့ရတယ်။ free နဲ့ဆိုရင်တပုတ်ပဲထုတ်လို့ရပါတယ်။အကုန်ပြီးသွားရင် channel ကိုနှိပ်လိုက်မယ်။ဒါဆိုရင်ဗီဒီယိုထုတ်နေပါပြီ။3မိနစ်လောက်ကြာမှမို့ဗီဒီယိုကိုကြော်လိုက်ပါမယ်။ లై မကောင်းရင်3မိနစ်ထပ်ပိုကြာလိုက်မယ်။ဒါဆိုရင်ဗီဒီယိုလေးရပါပြီ။ download လုပ်ဖို့အပေါ်ကဒီဟာကိုတစ်ချက်နှိပ်ပါပြီးရင်ဒီနေရာမှာဘာအတွက် download လုပ်မလဲရွေးလို့ရပါတယ် download mp4 ကိုပဲနှိပ်လိုက်ပါမယ်နောက်ထပ်တပ်ပုံထည့်ပြီးဗီဒီယိုထုတ်တဲ့နည်းပြောပြပါမယ်ဒီမှာ frame ဆိုတဲ့ဟာကိုနှိပ်လိုက်ပါပြီးရင်ဒီနေရာကိုနှိပ်ပြီးထည့်ခြင်းတဲ့ပုံကိုရွေးပြီးထည့်လိုက်ပါ ပုံထည့်ပြီးရင်အောက်ကပရိုနေရာမှာဗီဒီယိုထုတ်ချင်တဲ့ပုံစံကိုစာရေးထည့်လို့ရပါတယ်။ကျွန်တော်ကတော့မထည့်တော့ပါဘူး။ပြီးရင်ဗီဒီယိုထုတ်ဖို့ generate ကိုနှိပ်လိုက်မယ်။ဒီမှာဗီဒီယိုရပါပြီနှိပ်ကြည့်ရအောင် ဒါဆိုရင် clean AI နဲ့ video ထုတ်တက်သွားပြီထင်ပါတယ်။မရှင်းလင်းတာဒါမှမဟုတ်သိကျင်တာတွေရှိရင် comment မှာရေးပြီးမေးခဲ့လို့ရပါတယ်နော်။အားလုံးအဆင်ပြေကြပါစေဗျာ။